မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အဟာရဒါနတနတ်စာအလူကိုမွေးနေ့ရှင်ဦးနိုင်ဝင်းထွန်းမှလူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်အမဲယူဟင်ဖြစ်ထမင်းတနတ်စာပါကုံကြငွေနှစ်သိန်းချက်ဖြစ်ပါတယ်တာရုတာရုတာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများပေါ်မှာကြီးစွာသောစေတနာထားပြီးလူရန်ပေးတဲ့အတွက် စေတနာရှင်မွေးနေ့ရှင်ဦးနိုင်ဝင်းတို့လည်းမွေးနေ့မှစပြီးတော့နောက်နှစ်ပေါင်းများစွာအတိုင်းကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်။အနေရကင်းပေးရှင်ပါစေ။စီးပွားလာလာပါများလည်းပွင့်လန်းဝေစာကြပါစေရှင်။အလုတ်ကင်ချမ်းစီများလည်းအောင်မြင်ကြပါစေ။မရှိစကားမကြားရပါစေနဲ့။အလူရေဆက်လန်နေမကွာအမြဲမပြတ်အလှနိုင်တန်းနိုင်သောပုံကိုထူးများလည်းဖြစ်ကြပါစေရှင်။ရရှိပြီးသောစီစဉ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြတ်ပွားတိုးတက်ပါစေ သူတော်ကောင်းများလည်းဆောင်လျှောက်ကြပါစေရှင်။ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတဲ့တဲ့တဲ့ဖြစ်ကြ၍အိမ်အပြည့်ငွေရှံပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေကြောင်းကျွန်တော်ရွှေအောင်နှလုံးသားမိသားစုမှဆုတောင်းပေးလိုက်ပါရရှင်။အခုဆိုရင်တော့ channel ကအခွေလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်။